ါကြရင်လည်းရမ်းမောတာလို့ကို စိတ်နဲ့မဟုတ်တဲ့ဟာယူထည့်ပြီးတော့လေတခွန်းမခံအဲ့လိုလုံးဝမခံမဲနဲ့ဆက်ဆက်တိမခံဘူးလေသူတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောတာဟုတ်ရောမတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောရဲလို့မျိုးဆိုတော့အဲ့လိုစိတ်တော့အရန်ထည့်ထားရပါအဓိကခက်ခက်မှဖြစ်အောင်ပေါ့ဒီမောကဒီဇန်ညွန်စဖတ်လိုက်ကလေးကွာလေပထမဆုံးဒီကားမှာမက်ကင်နဲ့စပါတယ်အပီဆိုဒ်1အစင်းကနေစပြီးတော့တကားလုံးပြီးရဲ့အချိန်ဒီစင်းထိရလေမက်ကင်နဲ့တစင်းမှအဲ့လိုပြပြလဲလဲအေးအေးဆေးဆေးပြောနေရဆိုတော့တစင်းမှမရှိဘူးတောက်လျှောက်ကအဲ့လိုမျိုး နှစ်ယောက်ကတွေ့ပြီဆိုတာနဲ့ခြတော့တာပဲဘလဘာမှတော့ကွာဘာကွာလဲဆိုတော့အဲဒီဘာကွာလဲဆိုတော့ဒီခက်ခက် မာကတော့ဘာမှတော့မဆိုင်ပါဘူးရေမုံဒီခက်ခက်မှာဖြစ်ဖို့ရေမုံအများကြီးစူးစမ်းရပါတယ်စိတ်လည်းအများကြီးထည့်ရပါတယ်ဆိုတော့ဒီအဲလှုပ်လှုပ်တဲ့ character တော့ဖြစ်တာပေါ့နော် strong ဖြစ်တဲ့ character ဆိုတော့ဟုတ်ကဲ့တခါတလေပဲဆိုအောင်အရင်တော့လုံးဝမဆွာတော့လည်းမဟုတ်ဘူးလုံးဝမဆွာတော့မဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ဟုတ် ဟိုနည်းနည်းစွာနံပါတ်ခါလေးပါနောက်မှအရန်လိမ့်ပါပါတိခန့်လဲဘလို့အဲ့လိုအရန်နေတလားဆွဲဆွဲခေါ်ရင်စွာလိုက်တယ်ဘလို့အာနောက်တာပါကိုပါတယ်ဟုတ်အဲ့ချိန်မှာကိုဝင်ဆောင်တွေတကယ်ကိုချင်းစားတယ်ဘာဆိုတချို့အစင်းနေဆိုလို့ရှင်ရမုံတနေကိုဘိုက်ကြီးနဲ့နေပြီးတော့တဲဥဆောင်ရဆိုခါးရိနာတာအဲ့လိုမျိုးဆိုတော့လေအော်ဘိုက်ကြီးကဒါတော့မှဘိုက်တူနော်အစင်မဟုတ်ဘူးအစ်စ်ဆိုဘလောက်လေးလိုက်မယ်ဖြစ်ချင်းပေါ့နော်အဲဒီဆက်ကားထဲမှာဆိုလို့ရှင်ရမုံကအခက်ခက်မှာဆိုတော့အရန်ကိုစွာပြီးတော့ဒီဆက်ဆက်ကျဲလိုမျိုးမဟုတ် မခံအထီမခံအဲ့လိုမျိုးလုံးဝကိုအကျော်မခံတိတိတင်မခံတဲ့လူမျိုးပေါ့အဲ့လို character ဆိုအဓိကရောက်ခမနဲ့အဲမကီနဲ့နှစ်ယောက်ဒါတက်ကြတာပေါ့အဲ့လိုမျိုး character ပါဟုတ်ဒီမောကဒီဇန်ညွန်စဖတ်လိုက်ကလေးကွာလीပထမဆုံးဒီကားမှာမကီနဲ့စပါတယ် episode 1ဆင်းကနေစပြီးတော့တကားလုံးပြီးတဲ့အချိန်ဒီဆင်းထီရလीမကီနဲ့တဆင်းမှအဲ့လိုပြပြလဲလဲအေးအေးဆေးဆေးပြောနေရဆိုတော့တဆင်းမှမရှိဘူးတောက်လျှောက်ကိုအဲ့လိုမျိုးနှစ်ယောက်ကတွေ့ပြီးဆိုတာနဲ့ချတော့တာပဲအဲ့လိုမျိုးသူချရင်ချမချရင်ကိုချအဲ့လိုမျိုး စင်းတွေများတယ်ဆိုတော့အဲအဓိကပြီးတော့အဲ script ကလည်းအတက်တေးပဲအဲ့လိုစဖတ်လိုက်ကြတဲ့အဲ့လိုအတက်တေးပဲဆိုတော့ဇန်ညောတော့လို့ကြည့်လို့ကောင်းပါတယ်အများကြီးတော့စိတ်ထက်ထားရပေါ့နော်အဓိကတော့အရန်ဟိုလို dialogue တွေလည်းများခါကြရင်လည်းအရန်မောတာအဲ့လိုကိုစိတ်နဲ့မဟုတ်တဲ့ဟာယူထည့်ပြီးတော့လေတခွမခံအဲ့လိုမ လုံးဝမခံမဲနဲ့ဆက်ဆက်တိမခံဘူးလေသူတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောတာဟုတ်ရောခမတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောရဲဘယ်လိုမျိုးဆိုတော့အဲ့လိုစိတ်တော့အရန်ထည့်ထားရပါအဓိကခက်ခက်မှဖြစ်အောင်ပေါ့အဲ့ရေမကောင်းဆုံးတော့ပြင်ဆင်ပြီးစူးစမ်းထားပါဇက်ကိုလည်းဖတ်ပြီးရေမစိတ်ထဲမှာငါဒီနေရာမှာဘယ်လိုလေးလုပ်မလဲဒါပေမဲ့လုပ်မယ်ဆိုချင်မှာ co creation ကတသက်ဒါပေမဲ့ဒီခက်ခက်မှဖြစ်ဖို့ကလည်းလိုသေးရေပေါ့နော်ကိုလှုပ်ချင်တိုင်းကအာဆိုတာတစ်ဒီ character မကျွန်းသွားအောင်ပေါ့ခက်ခက်မှနေရာနေဝန်ခံစားပြီးတော့ तू ဘယ်လိုမျိုးစိတ်နဲ့ तू တုတ်ပြန်မလဲသူအပြင်မှာ ဆိုလို့ရှိရင်တကယ် real ဒါ based on true story ဆိုတော့လေတကယ်လည်းဖြစ်ရမယ်ဆိုတော့သူဒီဒီခက်ခက်မှာအပြင်မှာတော့ခက်ခက်မှာမဟုတ်ဘူးပေါ့နော်အဒီအပြင်ကဒီမျိုးသမီးဆိုလို့ရှိရင်သူဒီချိန်မှာရခမနဲ့ဘလို့ပြန်ပြီးတော့တုတ်ပြန်မလဲဘလို့ပြန်ပြီးတော့လုံမလဲဆိုရဲဟာမျိုးတော့ရေပေါ့အမြဲအစင်းတိုင်းလို့လို့တွေးတယ်ဟုတ်ကဲ့ခက်ခက်မှာနဲ့ရေမုံအပြင် character နဲ့တော့အများကြီးကပါ